စကိုင်းတိုင်းမော်ဇာမြို့စီးပွားရေးတပ်ဖွဲ့သူចောင်းထဲကနေစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုအောက်တိုဘာ15ရက်မနက်9:00နာရီခွဲလောက်ကမော်ယာကျောက်ကလမ်းမိုင်မှာကြားပြတ်တိုက်ခိုက်ခဲ့တယ်လို့မော်ယာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းကသိရပါဗျ။မော်ယာစီးပွားရေးတပ်ဖွဲ့သူကနေထွက်လာတဲ့တပ်များကကာနစီနဲ့အင်အားတရာဝန်းကျင်မှာစစ်ကောင်စီစစ်ကြောင်းကိုအောက်တိုဘာ15ရက်မနက်9:00နာရီခွဲလောက်ကမော်ယာကျောက်ကလမ်းမိုင်ထနောင်းဝင်းရွာနဲ့ကျောက်ကရွာကြားမှာကြားပြတ်ပစ်ခတ်ခဲ့တာဖြစ်ပြီးတိုက်ပွဲဖြစ်ပွားချိန်တနအီဝန်းကျင်ကြားခဲ့တယ်လို့ဆိုပါတယ်။ ရန်သူစစ်ကြောင်းအနေနဲ့ကတော့ထိခိုက်ဒဏ်ရာရတာသေဆုံးတာတော့ရှိမှာပါကျွန်တော်တို့ဘက်ကတော့ထိခိုက်ဒဏ်ရာရတာမရှိဘူးဗျ။ဘာလို့ရန်သူဘက်မှာသေဆုံးတဲ့ထိခိုက်ဒဏ်ရာရတာရှိနိုင်လို့ပြောရလဲဆိုရင်ကျွန်တော်လမ်းပေါ်မှာသွေးအိုင်တွေကိုတွေးလို့ဗျ။ကြောက်ကရွှေကူနေဖျားမှာအထိုင်းကျတက်ဆွဲထားတဲ့စစ်ပေါ်ပြင်တက်ကိုစိတ်ကသွားဖို့တဲ့အဲ့ဒီစစ်ကြောင်းဟာမုံရနာမခတဲ့ကလာတဲ့တံပြားကကားမစီအပါစစ်ပေါ်ပြင်တက်ဖို့ဝင်နေတဲ့ ဒီကိုကြောင်းလဲမှာထိုင်ကြတာတဲ့စစ်ကောင်ပြည်တပ်ဖွဲ့ပူးပေါင်းစစ်ကြောင်းဖြစ်ပြီးတော်လိုင်းတပ်ဖွဲ့တွေကတံမြကကားနှစ်စီးကိုမတိုက်ခတ်ခဲ့ပဲနောက်ကချင်းလင်းစစ်ကြောင်းကိုကြားပြတ်တိုက်ခတ်ခဲ့တာလို့ဆိုပါတယ်။အဲ့ဒီစစ်ကြောင်းကတိုက်ခတ်ခံရပြီးနောက်ကြောက်ကရွာဘက်ကိုဆက်လက်ထွက်ခွာသွားပြီးအဲ့ဒီနေ့ညနေမှာပဲမုံရမျိုးတဲကိုပြောင်းဝင်သွားတယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုကိုမုံရမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မုံရခိုင်ပကပအထူးတိုက်ခိုက်ရေးအဖွဲ့ Danger Force မုံရမျိုးနယ်ပကပတိုက်နယ်နဲ့3 4မုံရမျိုးနယ်ပါလာဖအပါဝင်ဘူးပေါင်းတပ်ဖွဲ့တွေကလှုပ်ဆောင်နေတာပါ။ Don't go in there. ပြီးခဲ့တဲ့ဩဂုတ်၈ရက်ကနေ၁၇ရက်အတွင်းမှာလဲစကိုင်းတိုင်းမော်ရံမြို့နယ်အတွင်းမှာစစ်ကောင်ပြင်စစ်ကြောင်းကိုမော်ရံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က၄ရက်ကြာတိုက်ခိုက်ခဲ့ရာစစ်ကောင်ပြင်တပ်ဘက်က၄၀ကျော်တိုက်ဆုံးပြီး၃၀ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။